တင်နေတော့မှာပဲအခုကတော့ရေစေးတင်နေရပါတော့ရေစေးဟုတ်ရေစေးကကြတော့တကားနဲ့တကားတူဖို့ဆိုတော့မဖြစ်နိုင်ဘူးဆိုတော့တကယ်ကိုဟိုဟာထူချရဲ့လူခန်းစားရတယ်မြင်စေခြင်းတဲ့ကိုချစ်တွေပကံမှာဆိုပကံဖျားပုံလေးတွေပြီးတော့တစ်ပင်ရဲ့ဒီအပင်တွေရဲ့ပုံလေးတွေဆွဲရများရဲ့ပေါ့နောက်ပိုင်းတော့အဲ့လိုဒါဟို location မှာအဲ့လိုသွားဆွဲခြင်းလေအဲ့ဒါလည်းတော့အိမ်မက်ပေါ့နော် ဲ့အဲ့လိုမျိုးကတော့အရန်ဒါရဟိုပါရမီလဲပါမှာပြီးတော့တကယ်လဲအချိန်ပေးနိုင်ပြီးတခြားလဲဟိုပကြီးပညာကိုတကယ်ဟိုရန်ကျွမ်းကျင်မှာမကောင်းပါဘူး။ဘယ်ကြအခုမှဒါဟိုအခြေခံတင်ယူနေတဲ့အချိန်ဆိုတော့အဲ့လိုမျိုးကတော့ဒါကတော့ဟိုအိမ်မက်ကြီးပေါ့နော်။ဒါပေမဲ့အဲပကြီးဆိုရင်ခန်းစားချက်ကတော့စိတ်တည်ငြိမ်တယ်။ဒီထဲမှာပဲ focus ထည့်ထားတော့အခြားအပြင်အတွေးတွေမရောက်ဘူးဆိုတော့အဲ့အဲ့ခန်းစားချက်လို့ပြောကြ ကားလေးကတော့ဟိုနည်းနည်းတော့ကြာပြီးရိုက်ချာအပြီးတော့ဒီကားမှာတော့တကားလုံးထူးထူးခြားခြားအလိုတည့်ရမိတ်ကပ်ပေါ့နေပြီးတော့တကားလုံးတရုပ်ဆောင်ထားတာဆိုတော့ဟိုထူးခြားရယ်ပေါ့နော်အဲဝတ်ဆောင်ကလည်းအဲ့ဝတ်ဆောင်ဒီတစုံနေနဲ့ဟိုတွားရတာဆိုတော့ပြီးတော့အဲအဲ့မိတ်ကပ်ကောဝီဆာဝကြောင့်အဲ့အဲ့အဲ့ဇက်ကရိုက်နေတော့နည်းနည်းနေရထိုင်ရခတ်တာပေါ့နော်အဲ့လိုလေးတော့မမတ်ရိုက်ရတယ်ကျုံမိသားစပိုင်နဲ့ကောက်ွယ်ရမှာကျုံကျုံမှာတောင်းဝင်ရှိတယ် ယောက်ျားကိုသူကတဝင်တူတယ်တော်တော်ဟိုအချစ်ကြီးရယ်ပြီးတော့ဒေါသကြီးရယ်ပုံစံမျိုးလေးပေါ့အဲတချို့ဟိုအရှိရင်ဒီနောက်ပိုင်းမှာတရေကရိုက်ထားလဲရှိရယ်ဒါပေမဲ့အဲ့လို special effect makeup မလင်းရတဲ့ကားကြီးလည်းပါတယ်ပေါ့နော်ဒီကားလေးကတော့ထူးထူးခြားခြား တကားလုံးနေရတယ်ဆိုတော့နည်းနည်းလေးတော့ဒါဟိုပါပေါ့အမတ်တရားဖြစ်သွားတာပေါ့နော်ဟိုကဖြူဖြူပဲချိုးချော်နေတယ်နမိတ်မကပြည့်ပြည့်တော့လေအလှတော့မင်းမဘလို့မမမိနိုင်ဘူးတော့အမှတ်တရတော့ဟိုကဘာဒီကားလေးကကိုကျန်းနဲ့ကိုကျန်းနဲ့လည်းဒါမဆုံတာကြောင့်ဒီမှာပြန်ဆုံတဲ့တရေကားလေးပြီးတော့တမီးလေးလည်းရှိရဒီမိသားစု၃ယောက်မှမှအဲ့လိုဟို တော့အောင်လုံးဝတင်ရဖြစ်နေဘဝပေါ့နော်အဲ့ကနေပြီးတော့သူဒီအင်ရုပ်လာတဲ့သူတွေကိုသူ6လက်နဲ့ပုံစံမျိုးလေးဆိုတော့မမရရလေးပါပဲဒီကားလေးကနေ။ ဟုတ်အခုလောလောဆယ်တော့ရုပ်ရှင်ကရိုက်ရိုက်မယ်ပေါ့နော်ဒီပုတ်ပါမှာရုပ်ရှင်ကတွားရခုရှိပါနဲ့အဲပိုက်နဂွန်နဲ့ဟုတ်ကဲ့အဲဒီဟိုဘောပုတ်ပါမှာပေါ့နော်အဲလေးလည်းခုရှိပါတယ်ရိုက်တာဥစ္စာဟုတ်ကဲ့ဟုတ်ကဲ့အဲပြီးတော့နောက်ဒီလထဲမှာနောက်အေပရိုလမှာလည်းရုပ်ရှင်ကရိုက်ခုရှိရပေါ့လက်ခံလာလေးတော့လျှောက်ကတော့ရုပ်ရှင်ကနေပေါ့ဒီစီပန်းလေးတပွင့်ဆိုရင်နေအောင်ကြည့် အတေချာတင်နေတော့မှာပဲအခုကတော့ရေစေးတင်နေရပါဘောနော်ရေစေးဟုတ်ဆိုတော့ရေစေးကလည်းအလိုဆွဲရနေနဲ့ခက်တယ်ဘောသူ့ရဲ့ရေရဲ့လှုပ်ဆောင်ချက်တည်းကမတူဘူးဆိုတော့အဒီကားပြီးနောက်တကားဆွဲဖို့ကြတော့သူကသူ့ရဲ့ပုံစံဒါရေရေရေပုံမှန်မူကြည်ရာဆိုတော့တော်တော်သဘောကျတယ်သူကဒီစီကကြတော့တကားနဲ့တကားတူဖို့ဆိုတာလည်းဖြစ်နိုင်ဘူးဆိုတော့တကယ်ကိုဟိုဟာထူးခြားရလို့ခန့်စားရတယ်။ယုံပါလို့လည်းမပြောချင် မြင်စေခြင်းတဲ့ကိုချစ်တွေအဲအခုတော့ဆရာနဲ့တင်နေတဲ့ကာလပဲဆိုတော့ဆရာပြောပြရဲ့အဲဟာလီဆွဲတာပေါ့ပြီးတော့ပကံပကံမှာဆိုပကံဖျားပုံလေးတွေပြီးတော့တစ်ပင်ရဲ့ဒီအပင်တွေရဲ့ပုံလေးတွေဆွဲရများရဲ့ပေါ့နောက်ပိုင်းတော့အဲ့လိုဒါဟို location မှာအဲ့လိုသွားဆွဲခြင်းလေအဲ့ဒါလည်းတော့အိမ်မက်ပေါ့နော် ဒါလည်းမူလောက်ကြီးတယ်။အဲအဲ့လိုမျိုးကတော့အရန်ဒါရဟိုပါရမီလဲပါမပြီးတော့တကယ်လက်အချင်းပေးနိုင်ပြီးတခြားလက်ဟိုပကြီးပညာကိုတကယ်ဟိုရန်ကျွမ်းကျင်မှာမကောင်းပါဘူး။ဘယ်ကြအခုမှဒါဟို အခြေခံတင်ယူနေတဲ့အချိန်ဆိုတော့အဲ့လိုမျိုးတော့ဒါကတော့ဟိုအိမ်မက်ကြီးပေါ့နော်ဒါပေမဲ့အဲဗကြီးဆိုရင်ခန်းစားချက်ကတော့စိတ်တည်ငြိမ်တယ်ဒီထဲမှာပဲ focus ထည့်ထားတော့အခြားအပြင်အတွေးတွေမရောက်ဘူးဆိုတော့အဲ့အဲ့ခန်းစားချက်လို့တော့ကြာမရှိသေးပါဘူး official single ပေါ့ ်ရအောင်ဒီစီမံအလုပ်တွေကစိတ်အပြည့်နှိမ့်ပြီးလုပ်နေလုပ်နေအင်းပေါ့အခုလောလောဆယ်ကတော့လောလောဆယ်ပေါ့လေလောဆယ်ကတော့မရှိသေးဘူးပေါ့အဲ့တော့အလုပ်ကိုတော့ပို့ပြီးတော့ဦးစားပေးမှာအဲ့တော့မရှိရဲ့အတွက်ကြောင့်လဲဒါအလုပ်ကိုပို့ပြီးဦးစားပေးလို့ရတာပေါ့မထောင်းလို့တော့မဟုတ်ဘူးဒါကကိုတွေ့လာတဲ့အချိန်ကျရင်အဲကိုနဲ့လည်းအဆင်ပြေရဲ့သူ အလောက်ကိုလည်းနားလည်ပေးရတူဆိုလို့ရှိရင်တော့ထားပြစ်မှာပေါ့အလုံးဝမထားဘူးလို့တော့လည်းမပြောပါဘူးဒါဟိုမင်းကလေးအနေနဲ့ထားထားတင်းတဲ့ချိန်တွေးတဲ့ချိန်ကျရင်ထားမယ်စင်ပြေတဲ့ချိန်ကျရင်အိမ်အောင်ပြုရင်ပြုမှာပေါ့နော်အလုံးဝမထားဘူးလို့လည်းမဟုတ်ဘူးတချို့ကျတော့အာမရှိသေးဘူးစဉင်းတယ်လို့တော့မဟုတ်ဘူးပေါ့ပုံနဲ့စင်ပြေရတဲ့တဟစာသားဖြစ်တဲ့သူဆိုရင်တော့ထားပြစ်ပါပေါ့ ဟုတ်မောင်လေးကတော့အဲ့လိုအခုလမ်းသေးရဲ့ဆိုရုပ်ရှင်ကလေးရိုက်ထားတယ်ပြီးတော့သူ series တွေပိုင်းလည်းရိုက်ဖို့ရှိရဲဆိုတော့အမောင်လေးလည်းတော့သူဟိုသူကလည်းသူလုံနေရပါဘောเนาะဆိုတော့အမောင်လေးကိုလည်းအပ်ပေးပါလို့ပြောစီမှာပြီးပါကျေးဇူးပါဟုတ်